အမင်္ဂလာပါ Journey နဲ့ US dot ကုနော်အာ long term investment ဖြစ်တာ short term investment ဖြစ်အ investment လုပ်ခြင်းနဲ့လူတွေအတွက်အ Journey နဲ့ chart analysis ကိုကျွန်တော်လာပြီးတော့ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒါ US dot နော်ဒီလူလူလီမန်တကယ်လို့ဒီကုအတွက်ဟိုတခါမှမကြဘူးဆိုရင်လည်းဒီလူလူလီမန်သူရဲ့ဟိုကျွန်တော်လူလူလို့ပဲခေါ်မယ်လူလူကဒီဟိုသူရဲ့ဘယ်လဲ brand ကြတော့ clothing brand ပေါ့နော် this sport wear တွေထုတ်တယ် အတွေ့ကြတော့ next step လည်းပဲ next step တွေရပဲပေါ့နော်အဲ့တော့သူရဲ့ market ဟိုတာချိမဲ့ဆိုရင်တော့သူလက်ရှိကကြတော့ဟိုပြန်ချနေတယ်ပေါ့နော် market ကအဲ့တော့ကျွန်တော်ချတဲ့အားပဲပြပေးတိုင်းမယ်ပေါ့နော်ချတယ်မှာဆိုရင်အာသူရဲ့သူရဲ့အမြင့်ဆုံးဈေးကိုပဲထိရောက်ခဲ့ဘူးလဲဆိုရင်ကျွန်တော်ကြည့်လို့ရတယ်ဒီမှာကျွန်တော်အမြင့်ဆုံးဈေးကိုငါးရဲ့ကြော်တီးတက်ခဲ့ဘူးလဲပေါ့နော် နိုင်ရကျော်ဒီတကယ်ဘူးတယ်သူရလက်ရှိကျနေတဲ့ဈေးကကျတော့ကျွန်တော်ဒီထီဘောနော်အနေအနေကျော်ဒီနေကျော်ဒီပြန်ကြခဲ့ဘူးတယ်အဲ့တော့ကျွန်တော်ဒီစုံစောင်းနေတာဘောနော်ကျွန်တော်ဒီ store နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရင်တော့ investment လုပ်ခဲ့ဘူးတယ်ဒီထဲကအချိုများတွေလည်းရခဲ့ဘူးတယ်အဲ့ကြောင့်ကျွန်တော်ဒီအာဒီဟိုလက်ရှိဈေးပြန်ကျတာကိုကျွန်တော်စောင်းနေတာအခုဒီစုံရောက်လာရောနော်အဲ့တော့ဒီဇုံရောက်လာတဲ့အတွက်ကျွန်တော်ဟိုအဲကျွန်တော်ပြတဲ့အတွက်မဟုတ်ပဲတင်ဟိုသာ ဟိုဂျီယူအနေနဲ့လည်း investment လုပ်ချင်နေဆိုရင်တော့ဒါအာဒေးစိတ်အတီးသွားမျိုးကျွန်တော်ထင်တယ်ဘောတော့နိုင်ငံနားလည်သွားမျိုးကျွန်တော်ထင်တယ် investment အတွက် short term အနေနဲ့လည်းလုပ်လို့ရတယ် long term အနေနဲ့လည်းအာကိုကင်ချင်ကြလို့ရတယ်သူရဲ့ stock ဟိုအာ background ကိုလေးလာချင်သွားပြီးတော့ Google မှာသွားပြီးတော့လေးလာကြည့်ဖို့တော့ဗာလေးလာဖို့လည်းကျွန်တော်တိုက်တွန်းတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ပြောတဲ့ထဲရပဲဟောဒီ store account နဲ့ဘာညာအဲ့လိုမျိုးအာ ကိုယ့်ရဲ့ကိုယ့်ရဲ့ငွေကိုပေါ်ပေါ်ပြီးတော့ကျွန်တော်ဟို investment မလုပ်စေချင်ဘူးတော့ကိုယ့်ကကိုဒီ store ရဲ့ background ကိုတွေ့ပြီးတော့လေ့လာချေအကိုတည်းအစီအမံပိုင်း investment လုပ်တာအာကိုတည်းအစီအမံ view ဆင်မလုပ်ရနဲ့အဲကျွန်တော်ဟောဒီနေ့ကအာ market အခြေအနေကိုလာပြီးတော့ပြောပြသွားတာဖြစ်ပါတယ်အာတကယ် investment လုပ်ဟိုလုပ်ဖို့ကျွန်တော်လာပြီးတော့တိုက်တွန်းအောင်မှာဘူးအဲ့တော့ကိုကို investment လုပ်မယ်ဆိုရင်လည်းကိုရဲ့ risk နဲ့ကိုရဲ့ကိုပဲပေါ့နော်အဲကိုရဲ့အာ ွေးဟိုဝင်ကိုယ်ရင်ဝင်တဲ့ကိုပဲဆိုတော့ကိုယ့်အကူ responsibility ယူရမှာဖြစ်ရတယ်။အဲသူရဲ့ဈေးကကျတော့ဒီနေရာနေရာ20ဘောတော့ဒီဇုန်တိပြန်ရောက်လာပြီဘောတော့အဲတော့ market ကဒါကျတော့အာဒီ okay ဒီတဲမှာကျွန်တော်ဝယ်ပြီးတော့ market တက်တော့မှာလားဆိုလဲကျွန်တော်ကျွန်တော်လည်းမသိဘူးအချင်းတက်လည်းပြတက်သွားနေတယ်အာဒီ RD ဆက်စင်လည်းဆက်စင်သွားနေတယ်အဲ့တော့ကိုတက်ရဲ့အာ market ကိုအချင်းနေဟိုလေ့လာပြီးမှ investment လုပ်တာ ဲ့တော့ကျွန်တော်ကတော့ဒီဒီဇုံရောက်လာပြီးတည်းကကျွန်တော်အာမေမီယာလာခင်တာကျွန်တော်စောင့်ကြည့်နေတာပေါ့နော်ကျွန်တော်ဒီမှာဆက်ပြီးတော့သူပြန်တက်လာမယ်လို့ကျွန်တော်ထင်တာဒီဇုံကလေးကသူပြန်တက်သွားမယ်လို့ကျွန်တော်ထင်တာအဲ့ market ကပြန်မတက်မနဲ့ဒီမှာ gap ကြီးအကြီးကြီးနဲ့ဟိုဟိုဆင်းသွားတယ်ပေါ့နော်အဒီဒီပြန်ဆင်းရအနေ60ကျော်တိနေရ90နေရ69ဒီဘောအဲဒီပြန်ဆင်းသွားတယ်ပြန်ဆင်းပြီးတော့ရှာပဲပြန်ဆင်းလာတီဇုံဒီဘောတော့ဒီနေရ90ဇုံဒီကိုပြန်ဆင်းသွားတယ် 290 290ဆုံးကအာအကွက်တီပဲဘောနော်ကျွန်တော်ထိုင်ထိုင်စောင့်နေရတယ်ဒီ Edison ဘောနော်ကျွန်တော်ဒါ long term investment လုပ်မယ်ဆိုရင်လည်းဒါအာ good အာတတော်ချင်းနေကောင်းတဲ့နေရာမှာရှိတယ်ဘောနော်အဲဒါကျွန်တော်အဲ့ကောင်းတဲ့ချင်းနေလို့ပြောတာလေကျွန်တော်ပြန်တဲမယ်နေအပြန်တဲ lower ချင်းတွေပြန်တဲမယ်ဆိုတာကျွန်တော်ပြောနေတာမဟုတ်ဘူး market ပြန်ကျရင်လည်းပြန်ကျသွားနိုင်တယ်ဒါဟိုဘယ်သူမှမသိနိုင်ဘူး အဲ့တော့တကယ်လို့ဟိုဝယ်ဖို့ဆိုရင်တော့ဒီဒီဇုံမှာကျွန်တော်ဝယ်ဖို့ဆိုရင်ဒီ market ဟိုတာကျတော့ဘယ်လိုအာအပေါ်နဲ့ဒီဒီဒီအဒီ low zone နဲ့တော်တော်လေးဟိုဘာဟာမှုရှိသေးတယ်ပေါ့တော့အခုတကယ်လို့အခု long term investment ကိမယ်ဆိုရင်လည်းဒါအာအဆင်ပြေတယ်ပေါ့တော့ market ကဒီထိပြန်တည့်သွားမယ်လို့လည်းကျွန်တော်မပြောဘူးအပြင်တည့်လည်းပြန်တည့်သွားနိုင်တယ်ပြန်မတည့်လည်းပြန်မတည့်နိုင်ဘူးအပြည့်လည်းဆိုတော့အာ ဒါဟို investment ကျတော့ market သူ့ဘက်သူပဲအာအတူအတိုင်းပဲသူတောင်းမှာဖြစ်ဖြစ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလို zone နေမှာ okay ကျွန်တော်စောင့်ကြည့်နေလေခဲ့တာပေါ့နော်ဒီ zone ဒီအဲ့တော့ဒီအာဒီ zone မှာဒီ zone မှာအာ on time investment ဝယ်မယ်ဆိုရင်လည်းအာကိုယ့်ဘက်ကို risk ယူပြီးတော့ ဝယ်ခြင်းလဲဝယ်လို့ရတယ်အကျွန်တော်ကတော့ဒါကျွန်တော်ကျွန်တော်ငွေနဲ့ကျွန်တော်ဆိုရင်တော့ဟိုအာကျွန်တော်ခြေနေကြည့်ပြီးတော့ကျွန်တော်ဝယ်မယ်ပေါ့နော်တော့ကိုလည်းကိုကကိုဒီဒီ store ကကျတော့တချို့လူတွေတွေ့ရပါဟိုဂျာပူမချပူလေးဘာလိမ့်မယ်ပေါ့တော့တချို့လူက lower sale အစိမ်းပြနေတယ်အဲ့တော့ဟို market store ရဲ့ဟို background တွေလည်းဟိုအရင်ဆုံးလေးလာကြည့်ပေါ့နော်ဒီဟို company ရဲ့ background လေးလာကြည့်ကိုတက်စီမီမိုင်း investment လုပ်ပါတကယ်လို့စီမီပြူဆိုလည်း investment မလုပ်ပါနဲ့ ပြင်းပြစွာ900တိတက်ခဲ့ဘူးတယ်ဗောနောလက်စီကကျတော့သူ120တိအောက်ဆုံးမှာဟိုရှိနေတယ်ဗောနောအဲကြောင့် historical ရပ်ပြန်ကြည့်မယ်ဆိုရင်ဒီနေရာကနတယ်လာပြန်ထိတာပြီဗောနောအဲ့တော့ investment လုပ်ခြင်းလူတွေက okay ဒီဟိုကျွန်တော်တချို့လူတွေကကျတော့ကျွန်တော်ဟော ဘာချိုးလို့ရတော့မသိဘူးကောဒီ store နဲ့ပတ်သက်ပြီးတော့ pay application pay platform တို့ပြီးတော့ investment လုပ်ရမယ်အဲ့လိုရမလဲဆိုတာမသိဘူးကောအတေးလူလည်းချိုးလည်းတိမှာပါဒါပေမဲ့တချို့လူကလည်းမသိမသိဘူးကောဒီ store ကဒီ lulu mo store ကကျွန်တော် US US uh US region အတွက်ပဲ investment ကျွန်တော်လာပြီးတော့ပြတော့ပြရတယ်။တကယ်လို့အတူကအခြားနိုင်ငံမှာဆိုရင်တော့ဒီဒီဒီ store က investment လုပ်လို့ရလားမရဘူးလားဆိုတော့ကျွန်တော်လည်းမသိဘူး။ general region ကဂျာတော့လက်ရှိမှာဟိုဘယ်လဲ US US ဖြစ်နေတယ်ပေါ့နော်။အဲ US မှာနေတဲ့လူတွေဆိုရင်အာဒီ strong net property investment လုပ်ရှင်တယ်ဒါပေမဲ့ bad application တွေ့ရမယ်ဆိုတော့မသိဘူး။ application ဆိုတာကျွန်တော် broker ပေါ့နော်။ broker ခေါ်ခေါ်တယ်။ bad broker တွေ့ရမယ်ဆိုတော့မသိဘူးဆိုရင်လည်း အကျွန်တော်ကမောင်းမှာလာပြီးတော့အာမေးလို့ရတယ်အကျွန်တော်ဒေါမွေလည်းဟိုအေးဘာမေးလို့ရှိမှာပဲကျွန်တော်ဗီဒီယိုနဲ့လုတ်ပေးတင်လာမလုတ်ပေးတင်လို့ဆိုတော့ကျွန်တော်တစ်ချက်ပြန်ကြည့်ပေးမယ်တကယ်လို့လုတ်ပေးတင်လဲဆိုတော့ကျွန်တော်ဘယ်ဘရိုကာတော့ဘို့အကျွန်တော်အာဘယ်ဘရိုကာတော့ရမယ်ဆိုတော့ကျွန်တော်ဗီဒီယိုအနေနဲ့ပြန်ပြီးတော့လုတ်ပေးမှာပြောရတယ်လက်ရှိကကျတော့ကျွန်တော်ဝီဘူနော်ဝီဘူတုံးတယ်အာတကယ်လို့အာကိုဘယ်ဘရိုကာကောင်းလဲဟိုဘယ်ဘရိုကာ အာကာကိုတက်အပူပြီးတော့အဆင်ပြေမယ်ဆိုတာကျွန်တော် PDF ရဲ့ description မှာကျွန်တော်ဆက်ပြေးသွားမယ်အဲ့ဒါမှာ edit broker တွေကိုအကို compare လုပ်လို့ရတယ်ဘာလို့ connection ကြည့်လို့ရတယ်အကိုတက်ပဲ broker အဆင်ပြေမလဲဆိုတာကိုကြည့်ပြီးတော့အာဖွင့် account ဖွင့်ရအောင်နော်ဒါမှကျွန်တော် link ပေးထားတယ်ကျွန်တော်ရဲ့ link ကိုသုံးမယ်ဆိုရင်လည်းဟိုအာတချို့တချို့ broker တွေကကျွန်တော် free store တွေရတယ်နောက်ပြီးတော့ bonus တွေပေးရရှိရပါတော့အဲ့ကျွန်တော်ရဲ့ link သုံးသုံးရင်လည်းသုံးလို့ရတယ် โอเคပါကျွန်တော်ဒီနေ့ကတော့ကျသွားပါပဲဟောကျေးဇူးပေးတဲ့လူတွေအားလုံးကျေးဇူးများတင်ပါတယ်